သင်္ကန်းလေးကောက်ဝတယ်တိတော့ဆော့လိုက်တယ်ဟာသွားပြီမကျန်ဘုံကြီးဘုံကြီးဘုံကြီးတွေကတော့မတခြားဘုံကြီးမဟုတ်မပါတာဘုံကြီးတွေအမျိုးသားကြီးဘုံကြီးတွေမျိုးညစ်တွေအဲသူတို့စကားနဲ့ဆိုရင်အဲဒီလိုဘုံကြီးတွေကျဖြစ်ပြက်နေတာငခုံးမတကောင်ကြောင့်တက်လေးလုံးပုတ်တကယ်တမ်းကျတော့သူတို့ကိုယ်တိုင်ကအသွင်ယူပြီးတော့သူတို့ကိုယ်တိုင်ကဘုရားဘာသာဘုရားသာသနာတော်ကြီးကိုသိက္ခာကျောင်းလို့လားအဲ့ဒါငယ်ချင်းများအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြန်လည် sharing လုပ်ပေးသွားမှာကတော့ Tattoo စုနေတဲ့ယဟန်များဖြစ် ဒီလိုက်ဆိုင်မြောက်ရောရဲ့ယူမယ်တကယ်ဟုတ်ပြီဒါကတော့အဲဒါကတော့လောမတေယံဝံထွက်လာပြီပေါ့နော်ခိုင်ဟုတ်ပြီအဲ့တော့တက်တော့မှာဆုံနေတဲ့ဖုန်ကြီးတွေကိုရင်တွေယဟန်းတွေပေါ့နော်ဒီလိုက်ဆိုင်တွေကိုရဲ့ယူမယ်တကယ်ဘောအမျိုးများအလုံးမင်္ဂလာပါဗျာနေ့ရတော့ဘုံဘုံလို့ရှိ ਉ မနေ့ရတော့ဟာဆောင်းလေးတစ်ဆောင်ရောက်လာတယ်နိုင်ငံတော်မင်္ဂလာမှန်တဲ့အကအနေနဲ့အဲ့ဒါနော်တိုင်းဒေသကြီးမြေကြီးအဆင့်ဆင့် နိုင်ငံကအဖွဲ့တွေညင်ကြတာတဲ့ဆန္ဒနိုင်ငံအဖွဲ့တွေကလုံးဝစာထုတ်လိုက်ပြီဘောနော်ကဲဟုတ်ပြီတက်တော့ဆော့နိုင်ဟမ်းမသိလားရှင်မြောက်ရဲ့ယူမီတဲ့ဒါကြောင့်ဒီကနေ့ရဒရမွန်ရ89ခုနှစ်တရင်ကျော်လာပြီကျော်စတီရက်ဘဝသုံးပြည့်နေ2025ခုနှစ်အောက်တိုဘာလ18ရက်18ရက်နော်တောက်ကြံနေဖြစ်ပါလေဗျာတောက်ကြံနေရကဲဟုတ်ပြီဒီမှာဗာလဲဆိုတော့သူစက်ကပိုင်းရဆရာဥဒါသနာကျောင်းဒါဥဒါသနာကျောင်းဆိုတော့ဘုံဘုံရဲ့ကျောင်းလိုက်ပါနော်အင်းကျောင်းရကတော့ ပမနန္တရဘပတိတိတိတောကစားခြင်းဆယ်လီလုံချင်းတို့ကိုထိရစွာဟန္တာနိုင်ဘင်္ဂဘောရှိစဉ်ကိုင်းပေါင်းစုံတို့ညွန်ကြားတဲ့ထုတ်ပြန်အောင်မကားတဲ့ပြည်ရည်စံတဲ့နိုင်မှာဘုန်းတော်ကြီးကြောင့်လည်းဒီလိုက်ရင်ကြောင့်များကအစောပါညွန်ကြားခြင်းများရောက်ရှိစေညွန်ကြားတော့မူပေးပါရန်ကိစ္စရတဲ့တိုင်းဒေသကြီးတန်ခါနိုင်ကအဖွဲ့ကပို့လိုက်တဲ့စာပေါ့နော်။အဲ့ဒီထဲမှာအဓိကကဘာလဲဆိုတော့အထက်အကြောင်းအရာပါကိစ္စနဲ့ပတ်သက်ရေးတဲ့အင်တာနက်ဆိုရှယ်မီဒီယာများပေါ်တဲ့အချို့သောဘုန်းတော်ကြီးများနဲ့ ပြည်လိုက်ခြင်းများတိတော့ဆိုခြင်း online game ကစားခြင်းပို့တင်ခြင်းလိုက်လည်ခြင်းစသည်ဘုရားသာသနာတော်ကိုအဓိကညွှန်းနှံစေပြီးအပြုအမူများဆောင်ရွက်လျက်ရှိတဲ့ကြောင့်ယဟန်တာမဏိနှင့်ပြည်လိုက်ခြင်းများအနေဖြင့်တိတော့ social media များပေါ်နှင့်သမဏတာရုပ်ပါမဖြစ်သည့်တိတော့ကစားခြင်းဆက်လျင်လှုပ်ခြင်းတို့ကိုထိရောက်စွာဟန်တားနိုင်ရေးတဲ့အဓိကကတော့ Facebook TikTok YouTube social အကုန်လုံးပါပါရေပေါ့နော်အဲ့ဒီပုံမှာသမဏတာရုပ်ပါနဲ့မညီတဲ့ ိတ္တဆော်ကစားခြင်းတခြင်းနေနဲ့ကခုံခြင်းဒါတွေလည်းပြောခြင်းတယ်ဒီနေရာမှာဒီစာလေးရောက်လာလို့ဘုန်းဘုန်းတို့ကအရင်တည်းကဒါတွေကိုပြောတယ်ဒီလိုတိတ္တပေါ်မှာသမဏတာရုပ်ပါတဲ့မင်းကြီးနဲ့ယဟန်ကိုရင်သီလရှင်ညာတွေ့ခဲ့ရင်ဒီတက်တော့ပေါ်လာတဲ့နောက်ပိုင်းမှာတော်တော်လေးကိုဟောဖြစ်ကုန်ပြီနော်ဟေးဝိုင်းဆင်းနေမယ်စာအပြစ်တွေပြောနေမယ်စာဟမ်ဘုန်းကြီးတွေဘုန်းကြီးတွေဆိုပြီးတော့လက်ညှိုးတုံးပြီးတော့ဘုရားဘာသာကို စော်ကားနေမယ်စာအဲ့ဒီကိုရင်အဲ့ဒီတိလာရှင်အဲ့ဒီယဟန်ဒီပဲကြောင်းတဲ့ဖေလိစာအတိအကျပြောပါအဲ့လိုမျိုးတိလာလို့ရှင်ဘုန်းတော်အနေနဲ့ဒီသာသနာတော်ညွန်းနှန်းစီမှုပုံမှန်ဒီအစရှိတာတွေနဲ့အရေးယူနိုင်လို့ပြမယ်လို့ပြောတယ်ဒါပေမဲ့ဒီနိပညာတွေတိုးတက်လာတယ်အဲ့မှာ AI နေနဲ့ဟုတ်တလို့ ਆ ပဲလေကြည့်လိုက်လေဟိုကိုရင်လေးတစ်ပါးကနေဒီလာရှင်ဆရာလေးတစ်ပါးကို ပန်းကျင်ထဲမှာနဲနေတဲ့ပုံလေးနဲ့တော်တော်ကြီးကိုလိုင်းပေါ်မှာဂရဲရိုက်သွားတယ်။ဓာကြီးကိုမစင်မစမ်းမစင်ကျင်ပဲနဲ့အောက်ထိပ်ပြီးတော့ဟမ်ခွန်ကြီးတွေခွန်ကြီးတွေဆိုပြီးလက်ညှိုးထိုးပြီးတော့ဘုရားဘာသာကိုစော်ကားတိုက်ခဲ့တဲ့လူတွေတပုံကြီးခွန်ကြီးတွေနဲ့အနီးကပ်လူတွေကအဆပါတယ်။ငုံတိုင်းအတွင်းကအများကြီးပါတယ်အဲ့လိုမျိုးတော့တိတိနဲ့ချောင်းတိုက်တွေမှာဆုံးကတ်တယ်အားတချို့ဆန်ဆက်ပိုင်ရှင်နေအောင်ပါတယ်။နော်နံပါတ်မပြောသေးဘူး။အပြင်မှာမျက်နှာချင်းဆိုင်မှာမင်းလားဆိုပြီးအဲ့လိုပြောချင်တော့ အဲ့တော့ဘုံဘုံကပြောတယ်ဒီလိုမျိုးတွေတွေ့ခဲ့တယ်ဆိုလို့ရှိရင်နေရလိမ့်စာအပြည့်အစုံနဲ့ပြေးပါအဲ့ဒီဟာတွေတယောက်စာအရေးယူနိုင်လို့ပြောတယ်အဲ့မှာသူတို့ကဘာပြောမလဲ TikTok ဘုန်းကြီးတွေမဆော့အောင်လို့ပြောထားတာမပါဘူး Facebook မတင်ရဘူးလို့ပြောထားတာမပါဘူးอืม TikTok ကဆော့လို့တော့မရဘူး TikTok ကို ဗုဒ္ဓဘာသာဗုဒ္ဓသာသနာအတွက်အကျိုးရှိတာတွေတင်မယ်သုံးမယ်ဆိုရင်သုံးလို့ရတယ်။อืมဟုတ်တယ်เนาะအချုပ်ပေါင်းတွေအများကြီးရှိပါတယ်။တရားဟောနဟာတဲ့ဓမ္မစကားတွေเนาะဓမ္မစကားတွေစပယ်လေးတွေတဏှာဟာတွေဘုသူရရဇမဟာတွေအများကြီးပါ။ဒကာဒကမတွေအကြည်ညိုပြည့်အောင်ဘာသာသာသနာကိုအထင်မြင်သိအောင်မသုံးရတာ။ Facebook ပဲသုံးသုံး TikTok ပဲသုံးသုံး Instagram ပဲသုံးသုံး Telegram ပဲသုံးသုံး YouTube ပဲသုံးသုံးကြိုက်တဲ့ social ကိုသုံး။အာအဓိကပါလေအဲ့မှာအချုပ်ပါတယ် နော်တမနာတာရုပ်ပမဖြစ်တမနာတာရုပ်ပညံ့ဆန့်ကျင်တဲ့တမနာတာရုပ်ပမဖြစ်တဲ့တစ်တော့တင်တာမျိုး Facebook သုံး Facebook တင်တာမျိုး Telegram တင်တာမျိုး Instagram သုံးတာမျိုးတွေကိုပဲခွင့်မပြုတာဂျာရာတွေကခွင့်ပြုတယ်နော်တစ်တော့ကိုတရားဓမ္မတွေတင်မယ်ဟုတ်တယ်နော်ကောင်းရကောင်းကျိုးတွေတင်မယ်သုတရယတစာပေတွေတင်မယ်ဓမ္မတွေတင်မယ်အကုန်တင်လို့ရတယ်เนาะ ဒီတဲ့ထဲမှာရဟန္တာကတော်ဒီသီလရှင်တွေကိုတစ်တော့မသုံးပါဘူးဖိဖို့မသုံးပါဘူးလို့ကန့်တတ်တာတခုမှမပါပါဘူးအဲ့တော့အချုပ်ပဲပါလေဒီနိုင်ငံနိုင်ငံမှန်နိုင်ကညွန်ကြားတယ်ဟောဒီစာကြီးကိုကြည့်လိုက်လို့ဒီမှာနော်ဆရာတော်ကျင်အချုပ်ကပါလဲဆိုတော့သဗ္ဗဘဂတအကရဏကုသလသူပတံပရာသစိတ်တပရိယောတပဏံဧတံဗုဒ္ဓနာသတနံတဲ့နော်ဖရာတိုင်းဖရာတိုင်းကမှားကြသွားတဲ့စကားလေးပေါ့နော်သဗ္ဗဘဂတ အလုံးစုံသောအကုသိုလ်ဥဒမြကိုအကရဏံဘေသောကမမပြုလုံးနဲ့တဲ့ကုသလတုပတမရာကုသလတကုသိုလ်မှန်သမြးကိုဥပတံပတာတဲ့ပြည့်စုံအောင်လုပ်ပါတဲ့เนาะအဓိကကတော့သမဏတာရုပ္ပမဖြစ်အောင်လိုင်းပေါ်မှာတင်ပြီးတော့မတုံဘူးသမဏတာရုပ္ပနဲ့အညီတရားဓမ္မတွေတင်မယ် တုဒ္ဒယတဓမ္မစောင်းမားတွေတင်မယ်။ဟုတ်ပါတော့။ဒကာဒကမတွေအကျိုးများတာတင်မယ်။မှန်တာတွေတင်မယ်ဆိုလို့ရှိရင်တော့တင်လို့ရပါတယ်။ရဟန္တာငါတော်တွေတိလရှင်တွေတတော်မတော့မအောင်လို့စာထုတ်ပြန်တာမဟုတ်ပါဘူးအဲ့ဒီအပေါ်မှာသာသနာတော်ကိုမိခါကြစီမဲ့အပြုအမူ အရှိုးကိုဘုံကြီးတွေကိုရန်နေရှိတာဘောတော့တချမ်းဆိုပြီးကနေကြရတယ်။နှစ်ပါလာဖန်သွားပြီနော်မန္တလေးမှာလာနေပြည်တော်မှာလာတစ်ခါတော့ပြောအစိုးအနေအထိုင်တင်နေတာရှိပါတယ်။ခွင့်မပြုတယ်ဆိုရဲအကြောင်းပြောပါတယ်။ဒါကြောင့်မလို့ဓာကြီးကမကြခင်အကောင့်တွေပုံမှာပါ။ဘိုင်းပေါ်မှာ တင်ပြီးတော့အရှင်းနေနဲ့ဟိုဆယ်လီယူယူနေတာတွေရှိတယ်။တကယ်ရန်တိုင်းရန်တိုင်းကအစ်စ်မှန်နေအဲ့လိုမလုပ်ဘူး။ညွန်ရင်းညွန်ရင်းတို့တော့စကားကြက်ကြက်ပြောရမှာတော့မသူတို့အင်မတန်မှရှက်တယ်။အင်း သူတို့မှာအိန္ဒြေတိတ်ခါရီနဲ့အညီနေထိုင်ရတာအိုက်တစ်တော့ပေါ်မှာဖင်လောက်ရေလောက်နဲ့သင်္ကန်းဝေကြီးတွေနဲ့ဆရာလေးဝိဇ္ဇုံတွေတို့ပြီးလောက်နေတဲ့ဟာတွေကငကိုတွေကမှနော်ဗုဒ္ဓဘာသာယဟန်သံဃာတော်တွေကိုကြည်မြရတဲ့ဟာတွေကများတယ်ဟိုပါတီလူခွဲပြောရင်တော့ညီပိန်းတွေပေါ့ဗျာမိမိသားသမီးတွေကနေပြီးတော့ခိတ္တကဏ သင်္ကန်းလေးကောက်ဝတယ်တိတော့ဆော့လိုက်တယ်ဟာသွားပြီမကျန်ဘုံကြီးဘုံကြီးဘုံကြီးတွေကမှတော့မတခြားဘုံကြီးမဟုတ်မပါတာဘုံကြီးတွေအမျိုးသားကြီးဘုံကြီးတွေမျိုးညစ်တွေအဲသူတို့စကားနဲ့ဆိုရင်အဲဒီလိုဘုံကြီးတွေကျဖြစ်ပြက်နေတာငခုံးမတကောင်ကြောင့်တက်လေးလုံးပုတ်တကယ်တမ်းကျတော့သူတို့ကိုယ်တိုင်က အသွင်ယူပြီးတော့သူတို့ကိုယ်တိုင်ကဘုရားဘာသာဘုရားသာသနာတော်ကြီးကိုသိက္ခာကျောင်းလို့လားငကိုရေကမှဒေါ်ဆန်းစုကြည်ရဲ့ရွေချက်ရှိတယ်ဗျငကိုတော့ကဦးဇင်းတို့နိုင်ငံမှာဆက်ဆိုးရတဲ့တုန်းကသာသနာကိုရှောင်လို့ပြောတယ် ဖရာသားစစ်သားចောင်းသားចောင်းသားကတော့အခုတော့အခုလက်ရှိပညာသင်ကြားနေတဲ့ចောင်းသားမဟုတ်ဘူးဘယ်တော့မှဘွဲမရဆယ်တန်းမအောင်နဲ့ဟိုမင်းကိုနိုင်တို့ခေါ်ကြီးတို့လိုកောင်မျိုးတွေပြောတာအဲ့ဒီလိုចောင်းသားမဟုတ်တဲ့ចောင်းသားတွေနော်အဲ့ဒီလိုកောင်နေနောက်တကအဲ့ဒါတွေကတော့ထားလိုက်တော့နောက်တကဒီနိုင်ငံဒီသာသနာဒီလူမျိုးတွေကဖရာသားစစ်သားအဲ့ဒီတာဏတာရှိလို့ဖရာသားစစ်သားမရှိလို့မရဘူး အဲ့တော့ဘုရားသစ္စာသာနာတာဒီနိုင်ငံရဲ့အာဏာအားတဲ့ဟောဒီဗုဒ္ဓမြတ်စွာသာသနာနဲ့ဟောဒီမြန်မာနိုင်ငံအတွက်ဘုရားသားလည်းလိုအပ်တယ်စစ်သားလည်းလိုအပ်တယ်ဘယ်ဘောနိုင်ငံကမတော့လိုအပ်တာဘောနော်အဲ့တော့ဗုဒ္ဓသာသနာတော်ကြီးတိတ်ခါကြောင်းတက်မတော်ဆိုတဲ့အဖွဲ့အစည်းကိုအင်အားတွေချိနေအောင်ပွားရည်ကြီးရဲ့ချက်ကနော်ဖြိုခွဲတယ်ဖြည့်ဆည်းတယ်နောက်တော့တန်ခါအဖွဲ့အစည်းအင်အားတွေချိနေအောင်ဖြိုခွဲတယ်ဖြည့်ဆည်းတယ်ကျန်တာတွေကဟိုចောင်းသားဆိုတာတွေကအခုပညာသင်ကြားနေတဲ့ចောင်းသားလေးကိုနိုင်ငံရေးလှုပ်ရှား 88အမိခံចောင်းသားတွေကိုပြောတာအဲ့ဒီလိုចောင်းသားဆိုတာမျိုးတွေကတော့ပြောစရာဘူးမလို့မရှိလေဘာမှမဖြစ်ဘူးမရှိလေကောင်းလေမရှိရင်တော့နိုင်ငံငြိမ်းချမ်းတာပေါ့ဗျာเนาะအဲ့တော့ဒီလိုမျိုးအတုအယောင်တွေကနေပြီးတော့သင်ငန်းတွေပတ်ချုံ election ဆရာကြီးဆရာလေးအဝတ်တွေဝတ်တက်တော်တွေစော့အလွမ်းတွေအကြောင်းပြောမောင်းမောင်းတွေကုကူတွေထခေါ်ညီမလေးတွေညာလေးတွေခေးတွေခွေးတွေအာအကုန်လုံးစုံမြောင်းထခေါ်တာအဲ့ဒီဟာတွေကနေပြီးတော့ အော်ငခုံးမတကောင်းကြောင့်တလီလုံးဆိုပြီးတော့ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးတစ်ခုလုံးကိုပို့တာအဲ့တော့ဒီကျင်ညာချက်ထုတ်ပြန်လာကြိုက်ပါတယ်နိုင်ငံတော်သံဃာမဏ္ဍပ်ကဆရာတော်ဘုရားကြီးတွေကိုဒီညားနေနော်ယူသင်္ဆာလက်ဆုပ်ကိုရှိခိုးကြတော့ပါတယ်ဒါမျိုးတွေ sorry တွေကလုံးတင်ပါတယ်ဟုတ်ဟောနော်ဒါမျိုးတွေဆိုရလုံးတင်ပါတယ်ထုတ်ပြီးသွားပြီဖြစ်တဲ့အတွက်ထိတိယယအသက်သွင်းအရေးယူကိုလည်းလိုအပ်ပါတယ်အဲ့တော့အပြစ်ပြောနေတဲ့သူတွေအပြစ်ပြောနေမဲ့အစားတကယ်သာသနာကိုချစ် ဟုတ်တယ်နော်အဲ့လိုမျိုးတပုတ်တွေ့လို့ရှိရင်အဲ့ဒီနင်းဆက်ရနင်းဆက်ရကိုစုံစမ်းရပေါ့နော်စုံစမ်းပြီးတော့အဲဒီဆရာတို့ဒီဖုန်းကြီးဒီဒီလိုက်ရှင်ဘေးနေရဘေးကြောင်းအားဆိုတာလေကွန်မန့်လေးတွေအဲ့လိုမန်းပေးရမှာနော်အဲအဲ့လိုမျိုးအဲ့ဒါဆိုလို့ရှိရင်အကုန်လုံးတိသွားပါသဒ္ဒနာဝိတန်ရှိပဲပြောနေစရာမလိုဘူးအဲ့ဒီ comment အားမှာပဲရေးထားလိုက်ရတယ်။ဟန်နေကိုဆောင်းလျှောက်တဲ့အနေနဲ့ဒီလိုမျိုးသင်ခန်းတွေပတ်ပြီးတော့ TikTok တွေဆော့ပြီးတော့ Facebook တွေတင်မယ် TikTok တွေတင်မယ် Telegram တွေ Instagram တွေတင်တဲ့ ဒီလရှိအရေးခြုံထားသူတွေသင်္ကန်းအရေးခြုံထားသူတွေတွေ့ရင်ဘုန်းတော်အရင်ကဘုန်းနံပါတ်တွေလိပ်စာတွေတင်ပြတာလေအဲ့ရဘုန်းတော်လည်းအကြောင်းကြားပါဘုန်းတော်လည်းဒီကိစ္စမှာတရားတအားပါဝင်ပြီးကုညီဆောင်ရုပ်အဲ့ဒါပါပဲဆိုတာပြောကြရင်းနဲ့နိုင်ငံတော်နိုင်ငံမှန်နိုင်ငံကထုတ်ပြန်တဲ့ခရီးထုတ်ပြန်ချက်ကိုကြည့်လေးလေးစားစားချင်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 းနဲ့လက်ဥပရှိခိုးပါတယ်ခင်ဗျာ